ီးမားလိပွဲစဉ်35ချဲစီနဲ့လီဗာပူးအပိုင်းနှစ်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှုနဲ့ချယ်စီတီဗီကနေကြိုဆိုပါရစေ။ပရီးမီးယားလိပွဲစဉ်35ရဲ့ big match တပွဲဖြစ်တဲ့ Chelsea Liverpool ပွဲကြိုသုံးသက်ချက်အပိုင်းနှစ်ကိုလုတ်ပေးသွားကြမှာတယ်ဒီပွဲစဉ်ကတော့ Super Sunday ရဲ့ည10:00နာရီမှာရှင်ပြိုင်ကစားမှာပါပထမပိုင်းမှာဒီနှစ်သင်းကြားရဲ့ကိန်းနဲ့အချက်လက်တွေနဲ့ key points တွေကိုကျွန်တော်ဆွေးနွေးသုံးသပ်မှုလုပ်ခဲ့ပါတယ်မကြည့်ရသေးတဲ့ညီကိုရင်းအနေနဲ့အပိုင်းတစ်ကိုတွားရောက်ကြည့်ရှုလို့ရပါတယ်ဆိုတော့ဒီအပိုင်းနှစ်မှာဒီအသင်းနှစ်သင်းအတွက်အာရှရဲ့အကျော်ပေးမှုတွေကိုအသေးစိတ်ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပြီးနီးပြပိုင်းသုံးသပ်ချက်တချို့ ထည့်သွင်းဆွေးနွေးတုံးသက်သွားမှာပဲဖြစ်ပါတယ်။ဆိုတော့အာရှရဲ့အကြောပြမှုကိုကျွန်တော်စပြီးဆွေးနွေးလိုက်အောင်။မနေကလေးက မနေကလေးရတဲ့ဆိုင်တနေ့ကလေးရပါတော့ကြပါကြီးဒီကြောပေးမှုဒီငိမ့်နေပါတယ်အပြောင်းလဲလုံးဝမရှိပါဘူးချယ်ဆီကတရေကြရင်တဝက်ရှုံးပြန်လဲအကြောပေးထားတာပါဘရိုစင်စားကြည့်ချယ်ဆီဒီဒီနှစ်ပရီးမီးယားလိမှာရလက်ပိုင်းဘလောက်ထိမတီမငိမ့်ဖြစ်နေနိုင်လိုက်ရှုံးလိုက်တေကြလိုက်အစ်ပစ်တောင်းလို့အသေးမျိုးတောင်မှနှစ်ကြော့လုံးအနိုင်မကစားနိုင်ခဲ့ဘူးဒါအပြင် fighting spirit လို့ခေါ်တဲ့တိုင်ပွဲတပွဲကိုတိုက်ပွဲဝင်လို့စိတ်လုံးဝပျောက်ဆုံးနေတဲ့အသေးတင်းဖြစ်ပါတယ်ချယ်ဆီကိုအားပေးမယ်ဆိုရင်နိုင်မလားရလက်ကောင်းမလားဆိုတာထက်ရလက်မဆို းအောင်ကြောင်တောင်တောင်တွေမလုတ်အောင်ပြည်သက်ကရင်တမောမောနဲ့စောင့်ကြည့်နေရတဲ့အခြေအနေမျိုးပါဒါကျွန်တော်တို့အမှန်တရားဖြစ်တဲ့အတွက်ဝန်ခံရလိမ့်မယ်အဲ့လိုအခြေအနေမျိုးပြောမယ်ဆိုရင်ရုပ်စွာအဆုံးပြတာမန်အသင်းတသင်းတို့တော့နိုင်ဖို့ခက်ခဲနေတဲ့အသင်းကလက်ရှိချန်ပီယံလီဗာပူးကိုပြန်ပြီးတော့တည်တဝက်ဆုံးရှုံးခွင့်ပေးထားတာဒီစဉ်းစားချင်စရာအများကြီးရှိတယ် ဒဲဒဲပေးလို့ရတယ်ဗျာဘာကြောင့်ဒဲဒဲမပေးတာတော့ဒဲဒဲက reason တွေပဲဖြစ်တယ်တာမန်ချင်းနေတနည်းအားဖြင့် Liverpool champion မဖြစ်သေးဘူးဆို Liverpool ကတော့ပြန်အကျော်ပေးလို့ရတယ်အချင်းတွေမျိုးကြီးဒါကို Chelsea ကအကျော်ပေးထားကြတဲ့ကျွန်တော်စမြင်တဲ့ကတော့ဟာဒါဆိုရင်တော့ဒီဘွဲက Chelsea အနေဆုံးတည်ရလောက်ရှိတယ်လို့တော့ခံမှန်းခဲ့ပြီးသား Bookie တွေဒီသဘောပဲတော့မကောင်းဒီကျော်ပေးမှုမှာခေါ်ထားတာ Liverpool ကိုခေါ်ထားတာကျွန်တော်တွေဒဲလိုက်ဖို့တော့အများနဲ့စဉ်းစားပါတယ် သို့တော့ဒဲလိုက်ဖို့အတွက် ကြိုးချောင်းတင့်လျော်မှုရှိမရှိရလဲပြန်စင်းစားလီဗာပူးကအမှတ်မလို့တော့ဘူးလေလက်ရှိချန်ပီယံကြီးလေဂါရော့ဖော်နာလောက်ပေးရမယ်လေကိုင်းထဲဝင်လာရင်လက်ခုပ်တီးပေးရမယ်ပြီးသွားရင်လီဗာပူးအတွက်ဂုံတိတ်ခါပိုင်းတော့ရှိတယ်ဒါပေမဲ့အဲ့ဒီဂုံတိတ်ခါပိုင်းကခံယူချက်စိတ်သက်ပိုင်းဟိုဘယ်လိုပြောလဲတစ်ဖက်မှာအသေးအတန်ဖြစ်နေတဲ့အသင်းထက်တော့အတာကြီးမရမှာတေးကြတယ်အဲ့တော့ချယ်စီကဒီပွဲတွေမှာတီးရမှာပဲအနေဆုံး တည်ရလိုက်ရမှာဖြစ်လိမ့်မယ်။ရှုံးသွားရင်နောက်ဘွဲတွေဘာဖြစ်မှန်းမသိဘူးပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ကိုကန်ဂျမာကိုဖန်တီးလို့မရအခုချယ်ဆီသည်ကိုကန်ဂျမာကိုဖန်တီးလို့ရနေတယ်မန်စီးတီးတနည်းကနိုင်သွားတယ်နော်အဲ့တော့ချယ်ဆီမပီးရအဆင့်9နေရာမှာချန်ပီယံလိဝင်ခွင့်ရနိုင်သေးတယ်ဗလာနဲ့နော်ဒင်ဖောရက်စ်ကိုနောက်ကောက်ချလို့ရတယ်သို့တော့ ကိုကန်ဂျမာကိုဖန်တီးခွင့်ရနေဘာလေးရနဲ့ဒီပွဲစဉ်မှာမမျော်လင့်တဲ့ရလက်တွေဖြစ်သွားမယ်အရှုံးပြအရှုံးရှုံးလို့မရအောင်အဲ့လိုရလက်မျိုးဖြစ်သွားရင်ချယ်စီသွားပြီအဲ့အတွက်ကြောင့်ချယ်စီရဲ့ဒီပွဲပေါ်မှာအာယုံစူးစိုက်နိုင်စွမ်းပို ြည့်လို့ဒီကြောပေးမှုပေးထားတာတိုတယ်ကိုနဲ့ကျွန်တော်တို့တစ်ချက်ပြောင်းချင်းကြည့်အောင် 3D 3D ကတော့မစိုးပါဘူးကျွန်တော်တိုတယ်ကို over ကိုစွန့်စားပြီးရွေးချယ်လို့ရတယ် Liverpool လို့အသင်းမျိုးကဘယ်တော့အခါမှဟိုဘယ်လိုပြောမလဲပိတ်ကန်ပြီးတော့ပြိုင်ဘက်အသင်းရဲ့ဖိအားပေးခြင်းကိုခံစစ်ကြီးစော့မယ်ဆိုတဲ့အခြေအနေမျိုးမရှိခဲ့ဘူး Liverpool တခါလေးကျရင်ပေးစော့လိုက်ပြိုင်ဘက်အသင်းကိုအေးပြီးရင်သူတို့ counter attack တွေတည်းဝင်လိမ့်မယ်ဒီနေ့ရာဒီမှာ counter attack အကောင်းဆုံးက Liverpool ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဂိုးတွေကတော့မြင်ရဖို့ရှိတယ် 3D ဆိုတဲ့ reset တွေထဲမှာ2-1လို့ reset မျိုးဖြစ် ြစ်နိုင်တယ်လို့ကျွန်တော်11ဒါမှမဟုတ်လေ22လို့ result မျိုးဖြစ်သွားနိုင်တယ်ဆိုတော့ handicap ပြကျွန်တော်က Liverpool တင်းကိုမရွေးချယ်ပေးရတာတော့အမှန်ပဲ Chelsea ပြိသက်ဖြစ်လို့ဒီစကားပြောတာမဟုတ်ဘူးကျွန်တော်အပိုင်းတစ်ထဲမှာလည်းဒီနှစ်သင်းရဲ့ key points တွေကိုဒါ reasonable ဖြစ်ဖြစ်အများကြီးဆွေးနွေးပြီးသွားပြီဒီအချိန်မှာမတက်နိုင်ဘူးကျွန်တော်တွေက Chelsea ဘလောက်ပဲခြေလွှမ်းမအရာစိတ်ပြက်စရာကောင်းသည်ဖြစ်စေအားရစရာ ားမရစရာကောင်းသည်ဖြစ်စေချဲစီကိုပဲရွေးရမှာတရေကြဖို့များတဲ့ပွဲတပွဲတရေကြရင်ချဲစီအနေနဲ့နည်းနည်းအဆင်ပြေတယ်90ခန်းလုံးလောက်ဖြစ်ဖြစ်ပေါ့နော်30 40စသဖြင့်ပေါ့ဆုံးရှုံးကောင်းဆုံးရှုံးနိုင်လိမ့်မယ်အနိုင်ကိုလည်းမျောလင်းလို့ရတယ်ဒီတစ်ကြောင် handicap ပြတရေကြလို့တဝက်ဆုံးရှုံးခံနိုင်ရင်ချက်စီအသင်းကိုရွေးချယ်ကြည့်စီခြင်းပါတယ်တူတယ်ကိုရတော့ကျွန်တော် second priority အနေနဲ့ရွေးချယ်ပေးခြင်းနဲ့တူတယ်ကို over ကိုစွန့်စားကြည့်ပါ အဲ့ကျွန်တော် priority နှစ်ခုပေါ့နော် first priority က handicap chelsea နဲ့ second priority ကဒါ totego over ဖြစ်ပါတယ်ခင်ဗျာကဲဟုတ်ပြီအဲ့ကျွန်တော်နောက်တစ်ပိုင်းကဒီနှစ်သင်းနဲ့ပတ်သက်တဲ့ဘယူပိုင်းအခင်းချင်းကိုအနေနဲ့ဆွေးနွေးသုံးသပ်လိုက်ရအောင် liverpool ရဲ့အခြေအနေကိုကြည့်ပါဒါ liverpool ဒီအရင်ရိုးရှင်းနေပုံမှန်အားဖြင့်ကျွန်တော်4-3-3ကိုအခြေခံတယ်လို့ပဲပြောရမှာပါ ပွဲကစားတဲ့အချိန်ကျရင်တော့ shape တွေ formation တွေ imposition out of position ပေါ်မှာမူတည်ပြီးပြောင်းလဲသွားမှုလေးတွေရှိတယ်အဲ့တော့ Chelsea တင်းရဲ့ formation နဲ့ Liverpool ရဲ့ formation ကရိုးရှင်းမှုနဲ့ထိအောင်မှုမှာကတည်းကဒီ formation ကိုမြင်တာနဲ့ကြွာသွားပြီ Liverpool တီးဒီပုံစံကစားနေပေမဲ့အရင်ထိရောက်တယ်ကျွန်တော် transition ပြောင်းလဲတဲ့အချိန်မှာ Liverpool က progress and penetrate ပဲငါတို့ထိုးပေါက်မယ်ထိထိရောက်ကစားမယ်ဒီပုံစံပဲသွားတာပဲအဲ့ဒါကြောင့် Liverpool တီးထပါတော့ကျွန်တော်ဒီမှာ right graven bash သူရှိမှာ McAllister ရှိမယ် McAllister တီး B2B ပုံစံမျိုးနဲ့ ball win နဲ့เนาะကျွန်တော် ော့ ball carrying အကောင်းဆုံးလုပ်နိုင်တဲ့ကစားသမား McAllister တယောက်တည်းက RGB အတွက်ရောကျွန်တော်ရှေ့က Subotline အတွက်ရောချိတ်ဆက်မှုတစ်ခုအနေနဲ့ကစားပေးပါတယ်အဲ့တော့သူတို့ကဘောလုံး possession အများကြီးကြိုင်တဲ့အတင်းတင်းမဟုတ်ဘူးသူတို့တွေရဲ့ transition chain နဲ့ပုံစံတွေကလှင်လင်းမြန်မြန်နဲ့ပြိုင်ဘက်အတင်းကိုထိရောက်တဲ့ထိုးဖောက်မှုတစ်ခုကိုပဲအားပြုပြီးကစားတဲ့ဟန်မျိုးပါအဲ့တော့ရှေ့မှာကျွန်တော်လူချိုဒီနံပါတ်9နေရာမှာပုံစံအတိတ်ကြနေတာမဟုတ်ဘဲနဲ့ဒီဘက်က ကိုဒီဂပူနဲ့ဖြစ်ဖြစ်ပေါ့နော် အများတန်းပြောင်းလဲပြီးတော့ကစားတဲ့အခင်းချင်းမျိုးလေးတွေကျွန်တော်တွေ့ရတယ်။ဆိုတော့ဒီ၃ယောက်နေရာမှာမိုဆလာတစ်ယောက်ထဲကတော့ပုံသေးဒီနားမှာနေလိမ့်မယ် right wing မှာဒီကစားသမားနှစ်ယောက်ဒီတစ်ခါလေးကျရင်လူချိုဒီဘက်ရောက်သွားလိမ့်မယ်။တစ်ခါလေးကျရင်ဒီ ကိုဒီဂပ်ပိုပဲထားပါတော့ဗျာဂပ်ပိုအထဲတဲ့ကိုဝင်ဝင်သွားလိမ့်မယ်အဲ့တော့သူကနည်းနည်း attacking overload လုလိုက်တဲ့ပုံမျိုးလေးတော့ရှိတယ်ဒါလည်း possession ကြီးကင်ပြီးလုတာထက်စာရင်လှိမ့်နေမြဲ counter attack လုတဲ့ပုံစံမျိုးတွေမှာရှေ့တိုးသွားတာရှိမယ် Magalista ရှေ့ရောက်သွားမယ်အဲ့ချိန်ကျရင်ကျွန်တော်တို့ in possession ထဲမှာပဲပေါ့နော်အာနိုးကအထဲရောက်ပြီးတော့ဒီလိုပုံစံမျိုးဖြစ်သွားတယ်အဲ့ကျွန်တော်တို့ central zone မှာလည်းပြည့်တယ်လို့ channel ဒီမှာလည်းပြည့်တယ်အဲ့အတွက်ကြောင့် Liverpool ရဲ့ in possession ဝင်ပြီး counter attack လုမဲ့ပုံစံတွေကို Chelsea အနေနဲ့ အထူးကူပြုဖို့တော့လိုလိမ့်အဲကျွန်တော်ခြေကြီးက formation မှာနေအဲ့လိုရှုပ်တယ်ဆိုတာဘာလဲဆိုတော့သူက imposition out of position ကိုအမြဲပြောင်းပြီးတော့ formation ကိုစော့နေတဲ့အတင်းအတင်းဒါကျွန်တော်က imposition မှာစော့နေတဲ့ပုံစံအခင်းချင်းကိုပြတာဒါကျွန်တော်ဒီဘက်မှာကုကူရလာအထဲဝင်သွားဒါမှမဟုတ်လေကုကူရလာမဝင် SCB ကစားသမားတယောက်ပါမယ်ဗျာလဘိုင်းကိုဝဲကတော့ CCB စော့တယ်ဒီဘက်တနေရာမှာတယောက်ယောက်ရှိလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ RCB တနေရာမှာကလည်း ပုံတွေပြောလို့မရဘူးဟိုတနေ့ကတော့ Moises Sky Sero ဆော့သွားအဲ့တော့ပွဲနာနီးတဲ့အခါကျမှဒါတချို့ဒန်ရကစားသမားစီးရင်ကျွန်တော်တွေကသိရမှာ哦အဲ့ချိန်ကျမှကျွန်တော်ထက်ဆွေးနွေးပေးမယ်လောလောဆယ်ကတော့ဒါ imposition တွေကပုံတန်ကိုကျွန်တော်ဆွေးနွေးပေးတာပါ Central Zone မှာကစားသမားမြောင်များစွာရှိနေတဲ့အတွက်ကြောင့် Central Zone ကတော့တော်တော် overload ဖြစ်တယ်လို့ပြောလို့ရနော်ကျွန်တော်ဒီမှာ ခိုင်စီတို့ပြီးရင်ကျွန်တော်အင်ဗက်တက်ဖူဘက်ကစားသမားတယောက်ဟာအထဲတဲကိုဝင်ကစားလိုက်မယ်အန်ဆိုဖာနက်ဒက်စ်ကတော့မက်ကလစ်စတာနဲ့အနည်းငယ်ကွာခြားတာလေးတခုရှိတယ်အဲ့ဒါသူကရှစ်တက်နောက်စင်အရင်မစော့ပေးနိုင် gap ဖြစ်တယ်ဗျအန်ဆိုရဲ့အဓိကအားသာချက်ဒီ passes တွေဖြစ်ပါတယ်မက်ကလစ်စတာကကြတော့ passes လေးကောင်းတယ်အဲ့ ball carrying လောက်တာလည်းကောင်းတယ်အန်ဆိုကကြတော့အဲ့ဒီဘိုင်းအရင်မကောင်းအဲ့အတွက်ကြောင့်သူကပါမားနဲ့ပြန်ပြီးတော့အန်ဆိုမော်ရက်စ်ကပြန်တွဲပေးလိုက်တဲ့ပုံစံမျိုးတကယ်တမ်းပါမားကိုလွတ်လွတ်လပ်လပ်ဒီလိုမျိုးကစားစဉ်ပိုကောင်းတယ်တော်တော်အန်ဆိုကြောင့်ပါမားကိုတချို့ defense aggressive action လေးတွေအနေငယ်ပေးခိုင်းတဲ့ပုံစံမျိုးဖြစ်ပါတယ် central zone မှာ overload ဖြစ်တယ်ဆိုပေမဲ့အရင် solid တော့ chelsea ကမဖြစ်ဘူးဗျတပတ် liverpool ကလည်းဒီအလဲမှများတယ်ဆိုရင်လည်းအဲ့လို possession အရင်ကင်ဆော့မယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့တော့ conclusion ဆိုရမယ်ဆို chelsea တင်းကပြီးခဲ့တဲ့ပွဲစဉ်တွေမှာ possession လေးအနေငယ်ကင်တာတော့တွေ့ရတယ်သို့တော့အရင် effective မဖြစ်ဘူးဗျအဲ့လို possession တွေယူပြီး effective မဖြစ်တဲ့ပုံစံနဲ့ liverpool ကိုတွားကစားမယ်ဆိုရင်အဆင်မပြေဘူးဟိုကပေးဆော့ထားလိုက်မှာမတော်တဆဝင်သွားလိုက်ရင်ပြွတ်ပြရာနဲ့ကျွန်တော် ဒီကစားသမားနှစ်ယောက်ထဲမှာဆိုယုံကြည်လို့ရတာ Moises Sky ဆိုတဲ့တယောက်ပဲရှိတယ်ဒီဘက်ကလည်း inverted fullback ထားပါတော့ကိုကူရဲလာပဲဝင်ဆော့ရင်ဆော့လိမ့်မယ်ဒါမှမဟုတ်လဲ Lavia နဲ့နော် Moises တို့နှစ်ယောက်ဖြစ်ရင်ဖြစ်လိမ့်မယ်အရင်မယုံကြည်ရအောင်ပေါ့နော်ပြီးရင် Liverpool တင်းက central zone မှာပြိုင်ဘက် overload တွေဖြစ်နေတဲ့ခါကျရင် central zone ပဲသွားမှာမဟုတ်ဘူးသူတို့ရဲ့ channel တွေကနေလည်းသွားနိုင်တယ်မှ Musala ဒီဘက်မှာ Luis Diaz Cody Gakpo နှစ်ယောက်လို့ဒီဘက်ကိုပြေးပြီးကတ်နိုင်တဲ့သူတွေရှိတယ် Robo ရှိမယ်ကျွန်တော်တစ်ဖက်ကနော် အာနိုဒီဘက်ရှေ့ထိတက်မယ်ဒါမှမဟုတ်လည်းဒီလိုမျိုး max sobozline နော် macalister တို့ဒီလိုပြစ်တက်မယ် channel တွေကိုလိုအပ်လိုအပ်တယ်လို့ပြောင်းလဲနိုင်အဲ့အတွက်ကြောင့် chelsea နေနဲ့ liverpool ကိုပြန်ဘောလုံးပေးကင်ထားတာပဲကောင်းတယ်ခန်စစ်ကိုတေချာစနစ်တကျနဲ့ဒီဖြစ်ဖြစ်ကစားတာအကောင်းဆုံးလို့ကျွန်တော်သုံးသပ်မိတယ်အဲ့တော့ dm နှစ်ယောက်ရဲ့ရှေ့မှာ anzo fernandez ကိုအဝေးကနေဒီပဲဘောလုံးပေးဖို့ခိုင်းတာတော့ကောင်းမယ်ကွင်းလယ်နဲ့ ဒီရှေ့ရ၄ယောက်ကိုဖျက်ဆော့လိုက်တဲ့ပုံစံမျိုးဒီအသင့်တော်ဆုံးလို့တော့ကျွန်တော်ယူဆပါတယ်အဲ့တော့ viewer ဘိုင်းမှာကတော့ Liverpool အနေနဲ့ပိုပြီးထိရောက်တဲ့ဟန်ပန်နေနဲ့ Chelsea ကိုဂိုးသွင်းယူနိုင်စွမ်းအပြည့်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တူတယ်ဂိုးတွေများသွားနိုင်တယ်လို့ထင်ပါတယ်ပါတယ်တူတူဆိုတဲ့ result မျိုးဒီရင်ခုန်ချင်းစရာကောင်းတဲ့ result မျိုးဖြစ်ပါတယ်ဒါပေမဲ့ Chelsea ရဲ့ဟိုဘယ်လိုပြောမလဲစိတ်တဲ့ဘိုင်းကိုတစ်ချက်ကြည့်ရမှာပေါ့နော်အဲ့ဒီအပိုင်းတစ်ဘိုင်းကိုပဲကျွန်တော်တို့ကယုံကြည်ပြီးတော့ဒါ Chelsea နဲ့တူတယ်ဂိုး over ကိုပဲအားပေးလိုက်အောင်လို့ပြောရင်ဗီဒီယိုလေးကိုကျွန်တော်ဒီမှာနားချင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်